ဒါဆိုတခုမေးမယ်တဲ့အခုစကိုင်းငလင်ဂျောကဆလှုပ်တယ်လို့ကဘာကအတိမတ်ပြတာကိုတဲ့မန္တလေးငလင်လို့ဘာလို့ပြောင်းခေါ်ရတာလဲဆိုတဲ့အကြောင်းလေးရှင်းပြပေးပါတဲ့ဒါဒီလိုရှိတယ်အဲဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မလည်း line မှာတွေ့ရပါတော့နော်ရေရချီတို့ จัสซูรุมันนะเลบาซาทะเพียงบ่ลีอายีบ่บ่ลีตีล่ะไลน์บ่มาตุ่ยนี่ပြောနေจ้าได้ห่าเลยบ่คาลีจ้าแล้วจ๊ะว่ารุเมียวมาลูမျိုးอ่ะแลคัดตาล่ะบ่เนาะตะเก็ดตะเก็ดတော့อำมันโหจ้าจินน่ะหมอบูอำมันเตียโหจ้าจินน่ะหมอบูกูมันเน่สู่เรอะยาโหจ้าจินจ้าล่ะบ่เนาะชื่อว่าสกายงะลินจ๋องอ่ะนี่หลุดเดะลูกกะบ้าละขันนี่ ဟုတ်တယ်စကိုင်းငလင်ကျော်ကြီးစကိုင်းဖော့လို့ခေါ်တာပေါ့ကျမဂျောလော်ဂျီကျောင်းသူဆိုတော့ဒါလေးနည်းနည်းလေးပေါ့နော်ကျမတို့စကိုင်းဖော့ကြီးကကျမတို့ပူတာအိုဟိမဝနာအရင်ကနေပြီးတော့မှကျမတို့မုတ်တမပင်လယ်ခွေးထီကိုမြန်မာပြည်ကိုအရှိနဲ့အနောက်နဲ့ဒီလိုမျိုးနှစ်ချမ်းကြီးခွဲထားတယ်လို့မျိုးအလဲမှာအကြောင်းလိုက်ကြီးစကိုင်းဖော့လို့ခေါ်တဲ့ဒီမြေလွာပြည့်ပြည့်ကျော်ကြီးရှိတာပေါ့နော် အင်းမြေလာပြည့်ရီချောကြီးပေါ်မှာမြို့ရီရွာတွေအများကြီးရှိတာပေါ့အဲ့တော့အဲ့ဒီမြို့ရီရွာတွေအများကြီးမှာမှာလှုပ်လိုက်တိုင်းလှုပ်လိုက်တိုင်းဘကိုးစကိုင်းပြည့်ရီချောပေါ်မှာရရှိတယ်ตะบัวบะโก้မြို့มาหลุดตัวเลยဆိုရင်บะโก้ငလင်းလို့ခေါ်တာပေါ့အခုလဲအာဒါမန္တလေးမှာဆိုဒါပျက်စီးဆုံးရှုံးမှုတွေအများများသွားတယ်ပေါ့เนาะဒါတီတာထင်ရှားဆိုတဲ့ကိုပျက်စီးဆုံးရှုံးမှုတွေများတော့လူတွေကအကုန်လုံးမန္တလေးငလင်းလို့ပဲလွယ်လွယ်ကူကူနဲ့အဲစကိုင်းနဲ့မန္တလေးဆိုရင်ตะบัวอ่ะအဲ ပို့ပြီးတော့မှလွေတဲ့အလွေကိုပဲတုံးနှုံလိုက်ကြတဲ့သဘောပါပဲเนาะဆိုတော့ဒါကလည်းအစိုးရကနေတတ်မှတ်ပြီးမန္တလေးငလင်မန္တလေးငလင်ရဲ့လို့ဒီလိုလဲပြောတာမဟုတ်ပါဘူးเนาะကျွန်တော်တို့ကိုယ်နေရလीမန္တလေးငလင်မန္တလေးငလင်ဘေးသွားလို့မှမလို့အဲဒီကနေမှမှတစင်ကျွန်တော်တို့စကိုင်းသွားမယ်ဟိုမှာနေပြီးတော့လဲအထိနာတာပဲလीเนาะပြင်မနာလဲအထိနာတာပဲလीเนาะပြင်မနာတို့နေပြီးတော့ရုပ်ဘတ်တီလဲအထိနာတာပဲဒါပေမဲ့ကျွန်တော်တို့ကတော့အခုလှုပ်သွားတဲ့ငလင်ကြီးကိုကျွန်တော်တို့တွေရဲ့ပြီးသူအများစုရဲ့စိတ်ထဲမှာ ਉਹ နေကကျွန်တော်တို့ ငလင်းလောက်လိုက်တယ်ဆိုရဲမြင်ကွင်းဟာဆိုရှယ်မီဒီယာပေါ်မှာလည်းဓာတ်ပုံများများဆဆဝေဆဆနဲ့ကျွန်တော်တို့မန္တလေးမြို့ကနေ ရဲ့ပုံနေတက်လာဖြစ်တဲ့အတွက်ကြောင့်လို့မန္တလေးလို့အရင်ဆုံးပြင်းမြင်ကြတယ်မန္တလေးလို့ပြင်းမြင်နေနောက်မှာတော့မှပဲမန္တလေးမှာဆိုရင် Sky Villa ကြီးပဲအရင်ဆုံးပြင်းမြင်လိုက်တာဟုတ်တယ်လားဒါဆိုရင် Sky Villa ငလင်းလို့တော့ပြောလို့ရတယ်ဟာမျိုးဖြစ်တဲ့အထီကို Sky Villa ရဲ့ပုံနေဟာဝေဝေဆာဆာနဲ့အများကြီးတက်လာတာမျိုးတွေရှိတယ်ပေါ့ဒီတော့အာခုနပြောသလိုပေါ့လေကျွန်တော်တို့တွေကဟိုစကားဒီစကားတွေကိုကတ်တက်ပြီးတော့မှလိုက်ပြီးတော့မှအထအနာကောက်ပြီးတော့မှခံစားနေမှာထက်စား 阿英。<noise> ကျွန်တော်တို့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရပုံမှာပဲတယောက်နဲ့တယောက်နဲ့ဘေးမှာကူညီကြပြီးတော့မှတယောက်နဲ့တယောက်နဲ့အမုန်းတရားတွေကိုဘေးဖယ်တန်တရားတွေကိုဘေးဖယ်ပြီးတော့မှကျွန်တော်တို့တွေကူနိုင်ရင်ကူကဲနိုင်ရင်ကဲဆိုတာလေးကပိုကောင်းပါတယ်နော်ဒါကြောင့်မလို့လေစိတ်တွေကလည်းတစ်ခါတလေကြာရင်ဥပဒဏ်ကြောင့်ဥပရောက်ပါတယ်ကျွန်တော်တို့အတွေးတွေနဲ့အမုန်းပွားစီတဲ့အမုန်းများစီတဲ့ဟာတွေကိုဘေးဖယ်ပြီးတော့မှကျွန်တော်တို့မြေပြင်မှာလက်တွေကြကြဖြစ်နေတဲ့ဖြစ်စဉ်တွေကိုပဲရှေ့ရှုတာပိုကောင်းပါတယ်စကလုံးတိုင်းစကလုံးတိုင်းကိုလိုက်ပြီးတော့မှကတ်သက်ဆွေးနွေးနေစုံးမှာမဟုတ်ဘူးနော်ပြောလို့တွေအမျိုး းတွေစုံမှာမဟုတ်ဘူးအဲ့တော့ခုနလိုပေါ့စကိုင်းဖော့ဆိုတာကကြတော့ကျမတို့ကဒီဒီလိုပြပြပြကြောကြီးကိုခေါ်ခြင်းဖြစ်တယ်။အခုငလင်ဖြစ်တာကတော့ဒါမန္တလေးမြို့ကလည်းထိခိုက်ဆုံးရှုံးမှုတွေများတယ်လူတွေပျောက်တယ်များတယ်အဲခုနလိုပေါ့အထင်ကြီးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဟာပေါ်မှာကျွန်တော်တို့နေပြည်တော်မှာဆိုလဲအများကြီးပဲလူတွေပျောက်တယ်ပျက်စီးဆုံးရှုံးမှုတွေအများကြီးပဲပြင်မနာဘက်တီးအများကြီးပဲဖြစ်ကြပါတယ်။စကိုင်းဘက်တီးအများကြီးဖြစ်ကြပါတယ်ဒါကြီးကြီးမားမားပေါ့နော်ဒီလိုမျိုးလေးတွေဒီလိုမျိုးလေးတွေ ဒီလိုမျိုးလေးနေဖြစ်ကြပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့တွေကဒါအလွယ်တကူပဲမန္တလေးငလင်းမန္တလေးငလင်းလို့ဒီလိုလေးပြောတာဖြစ်ပါတယ်နော်။အဲ့တော့အဲ့ပုံမှာအာကျွန်မဖြေလိုက်တဲ့အဖြေဟာတော့ကာယကံရှင်မောင်လေးလားညီမလေးလားရဲ့လူကျင်တဲ့အဖြေဖြစ်ပါမလားတော့လည်းမပြောတတ်ဘူးနော်။ဒါပေမဲ့အဲတန်တရားတွေမများပါနဲ့။ နော်ကျမတို့လည်းတွေ့ပါတယ်တချို့တွေရဲ့ propaganda တွေ rumors တွေဆိုတာကအဲအချင်းချင်းကျမတို့တိုင်းပြည်ထဲမှာနေတဲ့သူတွေကပို့ပြီးတော့မှသွေးစည်းဖို့လိုတယ်စီယုံဖို့လိုတယ်နော်ဒီအဖြတ်အမှောက်တွေဒီခုနပြောတဲ့စိတ်ကိုအစိတ်အတော့ဖြစ်စေတဲ့စကားလုံးတွေကိုနားထဲကိုမထည့်ဖို့လိုတယ်လူတွေကငကိုယ်ထဲကမှလိုလိုနေရင်မှဒုက္ခတွေကိုရောက်တခါတည်းကိုအာတကယ်ကဆိုးပေးဆိုယောဂါဆိုစစ်မတ် ဘေးဆိုတဲ့ဟာကျွန်တော်တို့မြန်မာပြည်မှာလက်ရှိကြုံတွေ့နေရတဲ့အခြေအနေပဲအဲ့တော့လူတွေကစိတ်တက်တီကိုနေရပုံမှန်ကိုဖြစ်မနေတော့အားလုံးကစိတ်ဤဆင်းရဲခြင်းကိုဤဆင်းရဲခြင်းနေနဲ့ကြုံတွေ့နေရတဲ့ဂျာတဲ့ဒီနားအစိတ်ခတ်စကားအစိတ်ခတ်တီကိုခေါင်းထဲကိုမထည့်နဲ့เนาะဆိုတော့ကိုပြည်သူပြည်သားအချင်းချင်းကိုနိုင်ငံသားအချင်းချင်းချစ်ချစ်ခင်ခင်စီစီယုံယုံနဲ့ကာလာတွေလည်းမခွဲနဲ့အယောင်တွေလည်းမခွဲနဲ့ကုနိုင်နာအောင်ကုချလူနိုင်နာအောင်လူချဖေးမနိုင်နာအောင်ဖေးမချနှစ်သိမ့်ကြဒါမျိုးပဲအဲလောက်တာပို့ပြီးတော့မှဒါကောင်းပါတယ်เนาะဆိုတော့ဂျန်နဲ့နားအစိတ် ခတ်တာတွေစကားအစိတ်ခတ်တာတွေ ਨੇ ဒါတွေကိုညှင်းဆိုနေရမယ့်အချိန်မဟုတ်ဘူးလို့ပဲပြောပြစီနော်ကျေးဇူးများကြီးတင်ပါတယ်